မတ်လ28ရက်နေ့ကစကိုင်းတိုင်းကိုဗဟိုပြုတ်ပြီးလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်စကိုင်းနဲ့မန္တလေးနေပြည်တော်မှာအထိကိုက်များခဲ့ပါတယ်။အဆောက်အဦပေါင်းများစွာပျို့ကျပျက်စီးခဲ့ပြီးတော့အစိုးရရုံးဆိုင်ရာနေပြည်တော်တမရအင်တော်ကဆလို့လွှတ်တော်နဲ့အဆောက်အဦတွေပျို့ကျပြီးတော့တာလီဘန်စိမ့်ပတ်ပြီးတော့ရုံးပြည်မှာအစည်းအဝေးလှုပ်ခဲ့ကြရပါတယ်။ရုံးစွာအစိုးကုလအထူးကိုယ်စားလှယ်ဂျူလီဘီရှော့နဲ့တွေ့လာတော့နိုင်ငံရေးဝန်ကြီးဌာနအဆောက်အဦအပြင်ဘက်မှာယာယီရုံးနဲ့တွေ့ခဲ့ကြရတာပါ။နေပြည်တော်မှာအထိကိုက်များတာတွေတွေ့ပြီးတော့စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာ ောက်ကွဲပြီးဆောက်လေကုမ္ပဏီတကူအပြစ်တင်မာတော့တယ်။နေပြည်တော်ကိုဆောက်ခဲ့ကြတဲ့သူတွေကအရင်ဦးသားရွှေစစ်အစိုးရခေတ်ကလုတ်ပိုင်ခွင့်နဲ့လဲလဲဆောက်ပေးခဲ့ကြတဲ့ခရိုနီတွေပဲဖြစ်ပါတယ်။အာနာရှင်နဲ့ခေတ်ဆက်ဆက်ပေါင်းခဲ့ကြတဲ့သူတွေလည်းဖြစ်ပါတယ်။နေပြည်တော်ကိုဆက်လုပ်ခဲ့ကြတဲ့ကုမ္ပဏီကတော့ခရိုနီဥဒေစာရဲ့2 ဦးချခန်ရဲ့အေဒင်လော်စင်ဟန်ရဲ့သူသားဦးထွန်းမြင့်ရဲ့အေဆာရောဦးစောစောရဲ့မတ်မြင့်မဦးနီအောင်ရဲ့ IGE ဦးချမန်သားတွေဖြစ်တဲ့တိုးနိုင်မန်းနဲ့အောင်သက်မန်းတို့ရဲ့အေယာရှူဝါဦးတဇန်ပိုင်နဲ့ ACE ဦးရန်ဝင်းရဲ့ A1 ဦးတထေးရဲ့ Original Group ဦးဝင်းချင်ကျော်ရဲ့ WHK ဗိုလ်ချုပ်ရဲမြင့်သားအောင်စောရဲမြင့်ရဲ့ရဲဒဂုံဆောက်လုပ်ရေးဦးတင်းညွန့်ရဲ့ DSTM ဦးရှိန်ဝင်းရဲ့တလန့်စတဲ့ကုမ္ပဏီတွေပဲဖြစ်ပါတယ်အထက်ကပြောခဲ့တဲ့အတိုင်း စီဝါရေးလုတ်ခွင့်နဲ့လဲလဲဆောက်ခဲ့ကြတော့ရေသွေးကညံ့ quality တွေကမမီတော့ငလျင်ရိုက်ခတ်မှုကြောင့်ပျော်ကြကုန်တော့တာပေါ့အခုတော့စစ်ကောင်းဆောင်ကအစိုးရအဆောက်အုံစင်းပြည်သူခိုင်းထားပြီးတော့စစ်ဘက်အဆောက်အုံတွေကိုစစ်တဲ့ဆောက်လေအင်ဂျင်နီယာတက်တဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့တာအောင်ပြည်စုံကရောက်ယူမယ်လို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်နေပြည်တော်ကိုတိဆောက်ခွင့်ရဖို့လဲကြိုးပမ်းနေကြသူတွေအများပြားပါအခုတခါထပ်ဆောက်မဲ့နေပြည်တော်ကရောဘယ်သူတွေကရပြီးတော့ဘယ်လိုတွေဆက်ပြစ်ကြမလဲဆိုတာကတော့စောင့်ကြည့်ရပါပဲဖြစ်ပါတယ်ခင်ဗျာ